မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကချင်ပြည်နယ်ဝိုင်းမော်မြို့နားကကချင်လူမျိုးရေးတပ်မတော်ကနေရာယူထားတဲ့လက်မြန်ပတ်ဝန်းကျင်ကိုစစ်ကောင်မရှင်နဲ့ပြည်သူ့စစ်ပူပေါင်းတပ်ဖွဲ့တွေကအင်အားများပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့ဝိုင်းမော်မြို့နယ်ကတော်လိုင်းတပ်ဖွဲ့ဝင်ရှေ့တန်းသတင်းမြင့်တယောက်စီကသိရပါဗျာ ဝိုင်းမော်ကနေတဆင့်လက်မြန်ဝါရှောင်းလန်းကိုစစ်တပ်နဲ့ပြည်သူစစ်တပ်ဖွဲ့တွေထိုးစစ်ဆင်လာတာ၃ရက်ဆက်တိုက်ရှိလာနေပြီးတော့စစ်ကြောင်း၃လေးခုနဲ့ဝင်ရောက်တိုက်ခိုက်လာတာတွေပြုလုပ်နေရလို့ရှေ့တန်းသတင်းမြစ်ကပြောပါရယ် ဝါရှောင်ကန်ပိုက်တီလန်းကိုပြန်ထိထုတ်ခြင်းတဲ့အတွက်စစ်တပ်ကစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့သိရပါဗျ။လွန်ခဲ့တဲ့ရက်တွေကစစ်တပ်ကအင်အားများပြားနဲ့ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လာတာကြောင့်ကာကင်းစကန်တစ်ခုကိုလက်လွတ်ခဲ့ရပေမယ့်လက်ရှိမှာပြန်လည်သိမ်းပိုက်ရရှိထားပြီးတပ်စခန်းတွေလက်လွတ်လိုက်ရတာတော့မရှိသေးဘူးလို့ဝိုင်းမော်မြို့နယ်ကရှေ့တန်းသတင်းရင်းမြစ်ကပြောပါဗျ။ကချင်ပြည်နယ်အရှိချမ်းကတော့နေဆက်ဒေသတွေကိုပြန်လည်ရရှိဖို့စစ်တပ်နဲ့ပြည်သူ့စစ်ဘုံတပ်ဖွဲ့တွေကလွန်ခဲ့တဲ့စက်တင်ဘာလ19ရက်နေ့ကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါပါတယ်ရှင်။ အေရရီတိုင်းဟင်္ဒရာမြို့နယ်မှာဖမ်းဆီးခံရတဲ့ရခိုင်တိုင်းရင်းသားစစ်ဘေးရှောင်9ယောက်ကိုဟင်္ဒရာမြို့နယ်တရားရုံးကအကြမ်းဖက်ဥပဒေနဲ့ထောင်ဒဏ်9နှစ်စီအမိန့်ချမှတ်လိုက်တယ်လို့တရားရုံးနဲ့နှိစက်သူတွေစီကသိရပါဗျ။သူတို့ကို2025ခုနှစ်ဇန်နဝါရီလဒုတိယအပတ်ကစစ်ကောင်စီတပ်ကအကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်မှုရှိတယ်လို့ဆိုပြီးဖမ်းဆီးခဲ့တာဖြစ်ပြီး9ရောက်စလုံးကိုစက်တင်ဘာလ24ရက်နေ့မှာဟင်္ဒရာမြို့နယ်တရားရုံးကတယောက်ကိုထောင်ဒဏ်9နှစ်စီချမှတ်ခဲ့တယ်လို့သိရပါဗျ။ လက်ရှိမှာသူတို့ကိုဟင်းသရအကျဉ်ထောင်မှာဖမ်းဆီးထားတယ်လို့သိရပါဗျ။ထောင်တန်းချမှတ်ခံထားရတဲ့သူတွေဟာအရက်သားရခိုင်စစ်ပေးဆောင်တွေဖြစ်ပြီးစစ်ကောင်စီလက်အောက်ခံတရားရုံးကအကျဉ်ဖတ်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်52ကရာဇသတိပုံမှန်124ကနဲ့ပုံမှန်905ကစားတဲ့ပုံမှန်တွေနဲ့တယောက်ကိုထောင်တန်း9နှစ်စီချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီထောင်တန်းချမှတ်ခံရတဲ့စစ်ပေးဆောင်9ယောက်ဟာအသက်25နှစ်အရွယ်2ယောက်အသက်30ဝန်းကျင်2ယောက်နဲ့အသက်40ကျော်အရွယ်1ယောက်ဖြစ် ်ပြီးဖမ်းဆီးခံရသူတွေဘက်ကအရက်သားတွေဖြစ်တယ်ဆိုတော့စစ်တလောက်ခံတရားရုံးကို ခုခံကြေဖာခွင့်လုံးဝမရခဲ့ဘူးလို့သိရပါတယ်ရှင်။ရောက်ရီမျိုးတောင်ပတ်ဝေါ်လီလန်းပိုင်းကိုလက်နက်ကြီးပြစ်ကူနဲ့ထိုးဖောက်ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KNL ပူးပေါင်းတပ်တို့မဲဝါခီကြီးရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တာမှာစစ်တပ်ဘက်ကအထိနာပြီးပြန်လည်ဆုတ်ခွာသွားခဲ့လို့စစ်ရေးသတင်းမြစ်တွေကပြောပါရယ်အောင်ခန့်သတင်းပေးပို့ထားပါရယ်ရှင် ရင်ပြည်နယ်မြောက်ပြည်နယ်တောင်ဘက်ဝလီလမ်းမိုင်းမှာဆုံးရှုံးတာနဲ့စစ်ကော်မရှင်တပ်စခန်းတွေကိုပြန်လည်ရယူဖို့တပ်သားတပ်ကြီးကိုအင်အားဖြည့်တင်းပြီးလက်နက်ကြီးပစ်ကူနဲ့လက်ခတ်တောင်ငုပ်ဘူးတွင်ကလေးမက်တော်ဒလိဘက်ကနေဒီကိကောလမ်းကြောင်းတိုင်းစစ်ကော်မရှင်စစ်ကြောင်းတွေကထုတ်ပေါက်မှုကြိုးစားနေပါတယ်ဒါကြောင့်စတေမော်လာ23ရင်းဒီကအင်အားလုံးကြီးနဲ့ဝင်ရောက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းနဲ့ဂဲလန်လေးပူပေါင်းတပ်တို့မေဝါကီကျွော်နီမှာတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်စစ်ကော်မရှင်တပ်ဘက်ကထိနာပြီး ပြန်လဲစုပ်ကွာသွားခဲ့ပါတယ်။မင်းရခုနကတော့တော်တော်ကိုတိကျနေတာပုံများတော့တို့ရောကတရားရတာလည်းများတယ်အဲကြားရလည်းများတော့ဒီနောက်နောက်ရအရင်ကျွန်တော်တို့မိုင်းထောင်ထားတဲ့မိုင်းထောင်ထားတဲ့အဲ့လဲသူကျိုးကျိုးတော်သူတို့ကြားအောင်ပေါ့တဲ့လားဘယ်ပြောလို့ရှိရင်တော့ဟိုတက်ကွင်းပြင်လာတယ်အဲ့ပြင်လာတဲ့တက်ကွင်းလည်းတူးလာတယ်ဆိုတဲ့ပုံပဲအဲ့လိဂေကောနဲ့လိဂေကောကနေပြောကျွန်တော်တို့ဟိုဘက် ဟိုရေကုန်းရဲ့ပဲပေါ့နော်လေးကြီးကုန်းလည်းရေကုန်းပဲအဲ့ဘက်ကစကြောင်းကြောင်းရောက်လာတယ်အရင်ကကျွန်တော်တို့တခြားတပွဲတပွဲဒီပြည်ရတပွဲတပွဲနေခဲ့မှုလေတောင်ကုန်းဟောင်းဟိုရှိတယ်ထင်လို့လာပြီပေါ့အဲ့ဒုံးတွေအဲ့မှာလာချင်တာပေါ့ပြီးတော့အဲ့မှာအဲ့မှာလည်းဆိုလီရောလောကြာပါတယ်ကျွန်တော်တို့ဘက်ကလမ်းပြတာပေါ့သူကပြန်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 ပြောက်သွားပြန်ဆော့သွားတယ်ပေါ့သူတို့ကကျွန်တော်တို့ကြီးကုန်မှုလူပန်းမှုအဲ့ဒီဘာသာတွေအသက်တွေနဲ့တရင်ပြီးတမင်ထိုးကျွေးပြီးတော့ ီချုံနေသလားသူထင်ရတယ်ပေါ့နော်လက်ရှိမှာလဲမြောက်ရီမြို့တောင်ဘက်ကိုစစ်ကောင်စီစစ်ကြောင်းတွေထိုးဖောက်ဝင်ရောက်လာတာလက်နက်ကြီးရန်တမ်းပစ်ခတ်တာအပြင် နေချောင်းရင်ကိုစိုးရိမ်ပြီးလေကေကောမင်းလက်ပန်ဘလူးရသေးကိုထိမဲ့ဝါခီစတဲ့ကြည်ရကထောင်ထဲချီတဲ့ဒေသခံပြည်သူတွေအားတောင်းရင်မြစ်တစ်ဖက်ကထိုင်းနိုင်ငံဘက်နဲ့နှိစေအားတွေမှာဖွပြတင်းရှောင်နေရပါတယ် ဒါအပြင်စစ်ကောင်မရှင်တက်ကစစ်ဆောင်ပြည်သူတွေနေတဲ့အဲ့နေရာတွေကိုနေရာဆုံးတည်ထားတာကြောင့်စစ်ဆောင်စခန်းတချို့ဟာလျော့ဝက်နေထိုင်နေရတာကြောင့်နေထိုင်စားတောက်ရင်းမှလည်းခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်။ဟိုမပြေတာကဟိုနေရာပြောလို့မရတဲ့စစ်ဆောင်စခန်းတွေကအဲ့ဒါမှမပြေတာ။စစ်ဝေးဆောင်ရတဲ့အပြင်ဘောပါပေါင်းတော့ငါကတော့ငါတဲရလို့လို့တော့အမှန် အဲတဲတဲစားဒီလဒရောစားဖို့တောက်ဖို့ဒီခလီးတွေဝတ်ထည်တွေကကျွန်တော်တို့ကကူညီပေးနေတာတို့ခဏခဏဆက်ဆောင်တော့တို့လည်းတို့တို့လည်းအစင်မပြူလေလေချောင်းရံမလေချောင်းရံတို့ဟိုအရင်ဆိုရင်ညာလေအဲလေချောင်းရံတော့တို့ကကျူဆောင်တော့အခုဆိုလေချောင်းရံလည်းကြောက်ပါလေလက်နဲ့ဒီတန်းစရာလည်းအချင်းမရွာလေတနေ့ကိုအလုံးကြာနေရှိပြီးပြေးထုံးလိုက်တာ၅နှစ်တွဲမှဟိုပဲတို့တို့ကဆက်ဆောင်လာအချိန်90လောက်ရှင်းနေတာ အာဒါရောဟိုအရင်ရုပ်မှရိုင်းတိုင်းနဲ့လုပ်ရပေါ့ဗျာပြီးခဲ့တဲ့စတင်မာလာ၆ရက်နေ့ကစစ်ကော်မရှင်ကတိုးတက်သောဗုဒ္ဓဘာသာကျင်းလူသားတက်မလို့ DKBA ပို့ပြီးအဖွဲ့ငွေကြေးတောက်တဲ့ BGF ကူညီနဲ့ကျင်းပြီးနေကုန်ရင်းမြောက်ပြီးအာရှလန်းနဲ့ပင်ကန်ကြီးတော်ကိုစစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်လက်ရှိမှာလည်းကုန်ရီမြောက်ပြီးအာရှလန်နဲ့ပင်ကန်ကြီးနောင်ကိုစစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်ပြီးနောက်မြောက်ရီမျိုးရဲ့အဓိကကျတဲ့နံပါတ်နဲ့အာရှလန်မဘော်ကဂိတ်ဒီမှာ စစ်တပ်နဲ့နေကြတော့တဲ့ BGF တပ်ဖွဲ့တွေကလုံခြုံရေးပူးတွဲရယူနေတယ်လို့သိရပါတယ်ကျွန်တော်အောင်ခံပါခရိုအေးရှားနိုင်ငံအရှေ့ပိုင်းကမွေးမြူရေးခြံတွေမှာအာဖရိကန်ဝက်အဖျားယောဂါဖြစ်ပွားခဲ့တာကြောင့်လယ်သမားတွေဟာဝက်အကောင်ရေ12000နီးပါးကိုတုတ်တင် ရှင်းလင်းပြရမှာဖြစ်ကြောင်းအာနာပိုင်တွေကစက်တင်ဘာလ23ရက်နေ့ကပြောကြားခဲ့ပါတယ် လူသားတွေအတွက်အန္တရာယ်မရှိပေမဲ့လည်းဝက်တွေအတွက်အလွန်အန္တရာယ်ကြီးပြီးသေစေတတ်တဲ့ကူးစက်ရောဂါကိုမွေးမြူရေးခြံ၄ခြံမှာပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီးအဲ့ဒီထဲကဝက်ကောင်ရီ၁၀၀၀လောက်မွေးမြူထားတဲ့ဆိုကိုလိုဗတ်မျိုးမှာရှိတဲ့ခြံကြီးတစ်ခြံနဲ့အကောင်ရီ၁၆၀၀လောက်မွေးထားတဲ့တခြားခြံတစ်ခြံလည်းပါဝင်ပါတယ်။ အရှေ့ပိုင်းဒေသကဝက်မွေးခြံ400ကိုစောင့်ကြည့်စစ်ဆေးတာမှာတော့အဲ့ဒီထဲက104ခြံမှာမဖြစ်မနေကြိုတင်ကောက်ွက်ရေးအစီအမံတွေမှာမုံမမှန်မှုတွေတွေ့ရှိခဲ့ရတယ်လို့ပြည်내စစ်ဆေးမှုချုပ်အန်ဒရီယာမီကိုလက်က OCX မြို့ကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အာဖရိကကနေဥရောပနဲ့အာရှအထိပြန့်နှံ့လာတဲ့ဒီရောဂါကြောင့်ဝက်ကောင်ရီတန်ပေါင်းယာနေချီတည်ဆုံးခဲ့ပြီးကမ္ဘာအသားဈေးကွက်ကိုထိခိုက်စေခဲ့ပါတယ်ရှင်။ ။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။